နောက်တစ်ခန်းမှာတော့ခြောက်လင်းကမနက်ခင်းပြေးနေရင်တရင်သားထောက်နေပါတယ်။လွန်ခဲ့တဲ့ရက်မြစ်ထဲကတွေ့ခဲ့တဲ့ MI ရဲ့အလောင်းဟာကုကုကိုအဆုံးစီရင်မှုလို့တတ်မှတ်ထားခဲ့ပေမဲ့လူတက်မှုလို့တန်တရားဖြစ်ပေါ်တဲ့ချက်လက်တွေကိုတွေ့ကြအောင်တရင်အစီရင်ခံနေရကိုကြားလိုက်ရပါတယ်။ဒါ့အပြင်အမျိုးသမီးတွေကိုလည်းကုကုကိုရုပ်ပန်းဆိုင်ရာရောစိတ်ပန်းဆိုင်ရာကိုပကားဝဲဖို့အစီရင်ခံသူကအကြံပေးနေပါတယ်။ဒီအချိန်ရုပ်တရက်ခြောက်လင်းခဏနားနေတော့လူတယောက်သူမစီချင်းကလာပါတယ်။အဲ့ဒီလူကသူမစီလလန်းလာပြီမဲ့လူကွက်ကရောက်လာပြီသူ့ကိုတားလိုက်ပါတယ်သူတို့နှစ်ယောက်သူ့ကိုမေးခွန်းထုတ်တဲ့ခါမှာတော့ ဒီလူကသူ့ကိုယ်သူခြံရှောင်းလို့မိတ်ဆက်ပြီးဘီတုကပြည့်စင်တယောက်ဖြစ်ကြောင်းပြောပြပါတယ်။သူကအင်တာနက်ကနေတပ်ပုံနဲ့ဝင်နေတဲ့သူရှိတယ်ဆိုတဲ့သတင်းကိုရလာကြောင်းဒီကိုရောက်လာကြောင်းလည်းပြောပါတယ်။ချောင်းရင်းကတော့အလုလာ MN တီတာနဲ့ချက်ချင်းကိုမျက်နှာပြောင်းပြီးနှုတ်ဆက်လိုက်ပါတယ်။အဲ့ဒီနောက်ဒီလူကသူ့အလင်ခံရမဆိုရကြောင်းနောက်ကနေလိုက်ဆောင်စမ်းနေရဖြစ်ကြောင်းပြောကတပ်ပုံကိုထုတ်ပြလာပါတယ်။လူကန်ကပုံကိုခြံအားပြလိုက်အခါမှာတော့ခြံကဒီပုံဟာလွန်ခဲ့တဲ့ရက်ကသူ့ဆိုင်ကလာထုတ်သွားတဲ့ပုံပဲတီးလိုက်ပါတယ်။အလုရောက်မိတဲ့အခါမှာတော့လူကန်ကအလုရှင်ဟာအကြောင်းတင်းစားရဲ့တပ်ပုံစီယာဖြစ်ပြီး ဘတ်စကတ်ဘောအတင်းရဲ့အရင်လူလေးဖြစ်ခဲ့ကြအောင် ပြောပြပါမယ်။ပုံကသူတို့နောက်ဆုံးကစားပွဲတုန်းကရထားတဲ့ပုံဖြစ်ပြီးသူ့ရဲ့မမေ့နိုင်တဲ့နေ့တနေ့လို့လည်းလှုပ်ရှင်ချက်ချောင်းကပြောပါတယ်။အဲ့ဒီနေ့မှာကစားပွဲကိုရှုံးခဲ့ပြီးသူ့ရဲ့အခြေဦးနဲ့လည်းလွေးခဲ့ရတဲ့ပြင်အဲ့ဒီညမှာသူ့အမေနဲ့ပဲစကားများခဲ့ကြအောင် သူကပြောပြပါတယ်။ဒါကြောင့်သူ့ရဲ့အတိတ်ကနောင်နာတွေကိုဖြေလျှော့ဖို့သူတို့ကိုစကားနဲ့ငယ်တော့ပြောပေးဖို့အလုပ်လာရတော့ပါ။ချောင်းရင်းကအဆင်ပြေပါမလားလို့မေးပြီးချန်ကလည်းဒီစကားတွေကအတိတ်ကိုတည့်ရောက်မှုရှိနေတယ်လို့ပြောပေးမယ်။လူကွန်းကအဆင်ပြေကြောင်းနဲ့အနာဂတ်ကိုဘာမှပြောင်းလဲမှာမဟုတ်ကြောင်းတုံ့ပြန်ပါတယ်။ ဒီလိုနဲ့ခြံလေတပ်ဖို့နေကအချိန်ကိုမရောက်လိုက်ပါနဲ့သူပွဲမစခင်အချိန်ကိုပြန်ရောက်သွားပြီးသူတငယ်ချင်းအတင်းကောင်းဆောင်ကအဖွဲတွေကလူတယောက်ယောက်ခိကမ်းမိရင် သူ့ကိုအစားဝင်မှုပြင်ဆင်ခိုင်းတာပါဒါပေမဲ့တင်းကတော့ကျွမ်းကျင်တဲ့ကစားသမားတွေဖြစ်ပြီးအားပေးတဲ့သူတွေနဲ့ပါရောက်လာတော့သူတို့ကဒီလိုဆုတ်ချတဲ့နေရာထိရောက်လာပြီးပြန်ရတဲ့အတွက်အထင်သေးကြောင့်ပြောနေကြပါတယ်ခြံရဲ့အတင်းကောင်းဆောင်ကတော့ပွဲစားတာနဲ့တပ်ဖွဲ့ကောင်းကောင်းနဲ့ရိုက်ပေးဖို့မှနေပါတယ်ခြံကတော့သူ့ငကိုအမြင်အာရုံကအကောင်းထဲရှိနေရကြောင်းမြင့်မှန်တက်လိုက်ရခါမှာမြင်ကွင်းကမရှင်းဖြစ်နေပါတယ် လူကွန်းကသူ့အနေနဲ့ဘာမှလုပ်ရှာမလို့ပဲပွဲပီးရက်ကြီးအေးစေးဆောင်နေဖို့သာပြောပါတယ်။ကစားပွဲစတာနဲ့ပြတ်ပတ်တင်ကစတင်ပြီးအသာစီးယူထားပါတယ်။ချန်ကတော့ DI ထိုင်ဆောင်ရတဲ့အတွက်ပြင်းနေပြီမယ်။လူကွန်းကအေးစေးနေဖို့ပြောပြီးပွဲပီးတာနဲ့သူပြောမယ့်စကားကိုပြောလိုက်တာနဲ့သူရဲ့ပထမမရှိဘူးလို့ပြောပါတယ်။ဒါကြောင့်ချန်ကတပ်ပုံရိုက်ပွဲဆုံးဖြတ်လိုက်ပြီမယ်။ Flash Me ကိုမပိတ်လိုက်မိပါဘူး။ဒါကခေါင်းဆောင်ကိုအာယုံပြတ်သွားစေပြီးအကျိုးဆက်အနေနဲ့ပြန်မဲ့တင်ကလူဟာသူ့တို့ခေါင်းဆောင်ကိုအလစ်တိုက်ပြီးဒဏ်ရာရအောင်လုပ်လိုက်ပါလေ။ဒါကိုမြင်တဲ့ချန်ကသူ့ကြောင့်အကျိုးဆက်တွေပြောင်းလဲသွားပြီလားလို့မေးပေမယ်။ လူခွန်းကတော့ဘာမှမပြောင်းတဲ့ကြောင်းပြောပါတယ်။ဒီလိုနဲ့ကောင်းဆောင်တန်ရန်ရသွားတဲ့ကြောင်းခြံကအစားထိုးဝင်လာဖို့ဖြစ်လာခဲ့ပါတယ်။ခြံကစားပွဲတွေကိုဝင်လာခဲ့ပြီးရမယ်တင့်ကဘောလုံးကိုကြားဖြတ်လူသွားပြီးမယ်သူကပြန်အောင်ယူနိုင်ခဲ့ပါတယ်။အရင်ကသူ့ရဲ့လှင်မဲနဲ့လှူချောင်းမှုတွေနဲ့ပြန်ပတ်တွေကိုဖြတ်ကျော်ပြီးအတင်းတို့အမှတ်ရအောင်ယူနိုင်ခဲ့ပါတယ်။ဘတ်စကတ်ဘောကစားပွဲမှာမရှုံးဖို့ကငကိုတွေကသူ့ရဲ့ခံဝင်ချက်ဖြစ်နေပါတယ်။ဒီလိုနဲ့ပွဲစဉ်တစ်လျှောက်မှာသူကပြန်ပယ်တင့်ရဲ့ဘောလုံးတွေကိုကာကွယ်ပြီးကိုယ့်အတင်းတို့အမှတ်ရအောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ပထမပိုင်းပြီးမှတော့ခြံကိုအားလုံးကကြီးကျူးနေကြပြီး အသင်းကောင်းတော့ကလည်းခြံရှိနေတဲ့အတွက်သူတို့အနိုင်ရနိုင်တယ်လို့ယုံကြည်နေပါတယ်။ခြံကလည်းအနိုင်ရအောင်ကစားမယ်လို့ကတိပေးဖို့လုပ်ပေမဲ့လူကန်းကတားပြီးတူရဲ့မရှင်ကကစားပွဲအနိုင်ရအောင်လုပ်ဖို့မဟုတ်ကြောင်းပြောပါတယ်။ဒုတိယပိုင်းစတင်တာနဲ့ခြံကတစ်ဖက်ကစားသမားရဲ့အကက်ကိုခံပြီးသူ့အသင်းဖော်တွေဘောလုံးပေးလို့မရအောင်လုပ်နေပါတယ်။သူဘောလုံးတွေကိုပြီးစွလဲပေးနေပေမဲ့လည်းသူ့အသင်းသားတွေရဲ့အစီလိုမှုကြောင့်အမှတ်တွေကရနေသေးပါ။နောက်ဆုံးမှာသူရုတ်ရက်လဲကြဟန်ဆောင်လိုက်ပြီးအသင်းကောင်းဆောင်ကသူ့ပင်မနေဘူးလို့ထင်ကအစားပြန်လဲပါတယ်။သူ့အနေနဲ့6ရက်တည်းရနေမှု ကစားနိုင်မှမလားလို့ချန်ကမိပါတယ်။ဒါပေမဲ့သူ့ဘေးကဆရာက "तू အခုမကစားရင်ဘယ်တော့မှကစားရမှာမဟုတ်တော့ဘူး"လို့ပြောပြပါတယ်။သူတို့မျိုးကဒေတာကြောင့်ចောင်းကရတဲ့ထောက်ပံ့ကြီးကလည်းနေပါတယ်။ဒီကစားခွင့်တော်မှာအလို့သူမတွေပြင်ပင်ပေးထားတဲ့စက်ရုံအဟုံးတစ်ခုပါ။ဒါပေမဲ့မကြခင်ចောင်းကတိုးချဲ့ဖို့အစီအစဉ်ရှိတာကြောင့်ဒီအစားအုပ်ကလည်းတသိန်းခံရတော့မှာပါ။အတင်းကောင်းဆုံးဖြစ်တဲ့လူဟုံမင်းကသူတို့အတင်းသာចောင်းတွက်နိုင်ရအောင်ကစားနိုင်မယ်ဆိုရင်ဒီကစားခွင့်ကိုမဖျက်သိမ်းမှုကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဆရာကသူတို့ចောင်းအနေနဲ့ ဘတ်စကတ်ဘောလိုအားကစားတစ်ခုကိုထောက်ပံ့မှုမတက်နိုင်ကြအောင်ခြံကိုပြောပြပါမယ်။သူတို့လိုကြေးလက်ကကြောင်းသားတွေအတွက်ဘတ်စကတ်ဘောကစိတ်ကူးရင်ပုံမြင်တတ်တယ်လို့ပါ။ဒါကိုကြားပြီးခြံကသူလူစားဝင်ကစားမယ်လို့ဆရာကပြောပါတယ်။ဆရာကတော့ဘတ်စကတ်ဘောဟာမင်းတို့ဘာတိတ်ပဲရှိလေလို့ပြန်မိပါတယ်။ခြံကတော့အတိတ်ကဘတ်စကတ်ဘောကမှလူကွဲနဲ့စုံခဲ့တာကိုအမှတ်ရတော့ပါတယ်။သူတို့ကစားဝဲပြီးတော့ခြံကလူကွဲရဲ့စောင်းရင်ကိုချီချူပြီးသူတို့ပါတနာရီဖြစ်သွားပြီလို့ပြောပါတယ်။လူကွဲကကစားဝဲတစ်ခုတတ်တာပဲလို့ပြောတဲ့အခါမှာတော့ခြံကမင်းကိုလက်ပြပေးလိုက်တဲ့ဘောလုံးတစ်လုံးက မင်းပေါ်ငါ့ရဲ့ယုံကြည်မှုတွေပါတယ်ဒီလိုဘဝမှာယုံကြည်ရတဲ့ပြောပဲရှိတာကဘလောက်တော်တဲ့မှုရှိလဲလို့ခြံကပြောပြခဲ့ပါတယ်ဒီအချိန်သူတို့တင်ကဆက်ရှုံးနေပြီအတင်းကောင်းသောဟိုမင်းကလည်းဘယ်ဟာကြောင့်ဆက်မကစားနိုင်တော့ပါဘူးဒီလိုနဲ့ခြံကစားပွဲတွေပြန်ဝင်လာပြီလူကွန်းကတော့သူ့ရဲ့မစ်ရှင်ကိုပြန်တိပေးနေပါတယ်ဆက်ဆက်ချင်းမှာပဲခြံကသူ့ရဲ့ကျွမ်းကျင်တဲ့ကစားမှုနဲ့အတင်းအတွက်အမှတ်တွေပြန်ယူနိုင်ခဲ့ပါတယ်ပြန်ဖက်ရဲ့ဘောလုံးတွေကိုလည်းကာကွယ်နိုင်ခဲ့ပြီသူတို့အတင်းနဲ့အမှတ်ကလည်းအသိမကွာတော့ပါဘူးဒီအချိန်ခြံကဘောလုံးကိုယူပြီးပြေးလာချိန်မှာ ပြန်ဖက်တယောက်ကသူ့မျက်မှန်ကိုရိုက်ချပြီးနောက်တယောက်ကနင်းချွေလိုက်ပါတယ်တယောက်က hello down ပဲပဲပဲခြံရွက်တော့မလိုအပ်ပါဘူးကစားပွဲပြန်ဆပြီးဘောလုံးရရဲ့အချိန်မှာပဲခြံကအဝေးကနေတုံးမတ်တန်နဲ့ပြစ်ချက်နဲ့တံပတ်သေးနဲ့တူညီတဲ့မှတ်ကိုရအောင်လုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့စက္ကန့်20ကျော်တာကျန်တော့တဲ့အချိန်မှာတံပတ်ကဘောလုံးကိုရပြီးနောက်ထပ်သွင်းနိုင်ခဲ့ပါတယ်ဒီအချိန်လူကွန်းကရက်လိုက်တော့ဖို့ပြောပြီးမယ်ခြံကတော့လက်မခံပါဘူးအတင်းသားတယောက်ပြပေးလိုက်တဲ့ဘောလုံးကိုအရရယူရင်တွင်းဖို့လုပ်ပြီးမယ်ရှေ့ကနေလူသုံးယောက်ကသူ့ကိုပိတ်ထားပါတယ် ူကိုယ်တိုင်သွင်းဖို့ကလည်းမြည်ရတာကြောင့်သူ့လူတယောက်ကိုပြန်ပစ်ပေးလိုက်ပါတယ်။ဒါကြောင့်ဒီတယောက်ကလည်းပြန်ဖက်ရဲ့တားဆီးမှုမရောက်လာခင်မှာဘောတုံးကိုအဖိပစ်တင်လိုက်ပါတယ်။ဒီအချိန်အတိတ်ကစကားဝိုင်းတစ်ခုကိုပြန်ပြလာပါတယ်။ဓာတ်ပုံလေးကကဘာဟာအတိတ်ကိုကိုးစားပြုတယ်လို့လူခန့်ကပြောပါတယ်။ဒါကြောင့်အတိတ်မှာခြံတစ်ခုခုကိုပြောင်းလိုက်ခဲ့မှဆိုရင်အနာဂတ်ဖြစ်တဲ့လက်ရှိချိန်ကလည်းပြောင်းလဲသွားပြီးအတိတ်တစ်ခုပြန်ရေးကြလို့ဖြစ်တော်မင်းလို့ပြောပြပါတယ်။ဒါပေမဲ့ချွန်းချက်တစ်ခုတော့ရှိပါတယ်။အချိန်ရဲ့စီစဉ်မှုတစ်လျှောက်မှာအရေးကြီးတဲ့ဆုံးမတစ်ခုရှိနေပြီး ခြံလို့ဆောင်လိုက်ရပြောင်းလဲမှုကအဲ့ဒီအရေးကြီးတဲ့စုံမကိုမတက်ရဘူးဆိုရင် အရာအလုံးကဘာမှပြောင်းလဲမှာမဟုတ်ကြအောင်ပြောပြပါရစေ။ကစားပွဲဘက်ကိုပြန်ပြတဲ့ခါမှာတော့သူ့အတင်းသားကအနံ့ရမဲ့မက်ကိုတွင်းယူလိုက်ပြီးသူ့အတင်းအနံ့ရတော့ပါတယ်။ဒီနေ့ဟာအလုပ်ရှင်ခြံရှောက်ရဲ့လောင်းသားနဲ့မမိနိုင်တဲ့ဒီတနေ့ဖြစ်တာကြောင့်အချိန်မီးရဲ့အရေးကြီးတဲ့စုံမတစ်ခုလိုခြံကကောက်ချက်ချလိုက်ပါရစေ။ဒါကြောင့်အတိတ်ကအတိတ်ပံပြန်ရေးသွားပြီလို့ထင်ပြီးကြောက်လန့်တော့ကသူ့လူကွမ်းနဲ့တွေ့ခဲ့တဲ့အချိန်တွေကလည်းပျောက်ကွယ်သွားမယ်လို့သူထင်လိုက်ပါရစေ။သူ့လူကွမ်းနဲ့ဆက်တွေ့ပြီးမယ်လေအကြောင်းမထူတာကြောင့်သူ့အဲကနေဆော့ဖို့လုပ်ပြီးမယ်လူကွမ်းကအချိန်မီတောက်လိုက်နေပါရစေ။ လူကငါသူအလို့ရှင်ပြောချင်တဲ့စကားတွေကိုရေးထားတဲ့စာရုပ်တူကိုတွဲချနေကြောင်းပြောပြီးအခုလိုလုပ်ရက်တွေလုပ်ပြီးမှကြောက်တဲ့နေချံကိုစုပါလေ။ခြံကားသူ့ကိုတမေတက်တက်6လက်နေရလို့ပြောပေးမယ်။လူကငါခြံကြောက်ဆုံးမတစ်ခုဟာတကယ်ပြောင်းလဲသွားကြောင်းတင်ပြောပါရစေ။ဒါပေမဲ့နောက်ဆုံးရလက်ကတော့မပြောင်းသေးပါဘူး။ခြံကဘာကြောင့်နေမေးပေးမယ်။လူကငါပြတ်မဖြစ်ပါဘူး။ဒီအချိန်ဆရာလည်းရောက်လာပြီးသူ့ကင်မရာလာပေးပါရစေ။ခြံကသူ့ရဲ့အသိနိုင်တဲ့အတွက်ဒီကစားကွင်းကိုထိမ့်သိမ့်နိုင်ပြီလားလို့ဆရာကမေးလိုက်ပါရစေ။ဒါပေမဲ့ဆရာကတော့သူတို့နန်းနေရှုံရှုံကျောင်းဝင်ဒီကစားကွင်းကိုထွက်ချဖို့စီတင်ပြီးသားလို့ပြောပြပါရစေ။ ဆရာကသူ့အသင်းဖော်တွေကိုဗာတခါတည်းပြောပြလို့ပြမယ်သူတို့ပြောနေရကိုမြင်ပြီးခြံကတားလိုက်ပါတယ်အဲ့ဒီနောက်သူတို့ကိုတပ်ပုံရပြလိုက်ပြီးဟုံမင်ကိုစပိန်နဲ့အိမ်လိုက်ပို့ပါတယ်လက်မလူခွန်းကခြံကိုအလုပ်ရှင်ပြောခြင်းတဲ့စကားတွေပြောခိုင်းပါတယ်တွန်းနေလမ်းမှာဟုံမင်ရဲ့ဝမ်ခွင့်ညမနဲ့တွေ့ပါတယ်သူမကဟုံမင်စာမလုပ်ပဲဘတ်စကတ်ဘောကစားတဲ့အတွက်စုနေပါတယ်လူခွန်းကတော့သူမဟာအလုပ်ရှင်ရဲ့ချစ်ဦးဖြစ်ပြီးဒါဟာသူရဲ့ဒုတိယမရှင်ဖြစ်ကြောင်းပြောပါတယ်အဲ့ဒီနောက်ဟိုမင်ကသူတို့ကိုတပ်ပုံရိုက်ပေးဖို့ခြံကိုပြောပြီးခြံနဲ့သူညီမလူမကိုလည်းသူကပြန်ရက်ပေးလိုက်ပါတယ် ။အရောက်တော့ဟိုမင်ကခြံကိုလိုက်ဖို့ကိုညိုမန်ကိုပြောပါတယ်။လမ်းမလျိုမန်ကသူမဖေဟာသူ့အကိုနဲ့အတူမြို့မှာကြောင်းတော့တတ်ခိုင်းတဲ့အကြောင်းခြံကိုပြောပြလာပါတယ်။ဒါကြောင့်ခြံကလည်းအလို့ရှင်ခြံချောင်ပြောကျင်တဲ့စကားတွေကိုပြောပြလိုက်ပါတယ်။အဲ့ဒီနောက်သူတို့ညကတိတစ်ခုပြုလိုက်ရပါတယ်။ဒီအချိန်လူပန်းကတော့တခုခုကိုတွေးပို့နေတဲ့ပုံပါ။ချန်အိမ်ပြန်ရောက်လာတဲ့ခါမှာတော့ဘတ်စကတ်ဘောဆော်ရီမျက်မှန်မှာပြန်ပါမလာတဲ့အတွက်သူ့အမေကဆူပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ညစာစားကြပါတယ်။ချန်ကတော့ဟင်းတွေအများကြီးချက်ထားလို့ပြောပြီးမယ်။သူ့အဖေဘယ်ချိန်ပြန်လာမလဲမသိတာကြောင့်လို့သူ့အမေကပြန်ပြောပါတယ်။ တူစားနေတော့သူ့အမိနဲ့စကားများရအောင်မဲ့ကြောင်းလူကန်းကပြောလာပါတယ်။ဒါကြောင့်သူ့တငယ်ချင်းမျိုးကိုကြောင်းတော်တတ်မဲ့ကြောင်းပြောပြီးသူ့ဘာတော်တတ်ချင်တဲ့ကြောင်းသူ့အမိကိုပြောပါတယ်။ချမ်းရဲ့မိကစကားလည်းကြောင်းလွဲဖို့လုပ်ပေမဲ့ချမ်းကဆက်ပြောလာတဲ့ကြောင်းတာမီးမြောင်စကားမှတ်ကြပါတယ်။သူ့ဖခင်ပြင်သူကဘာမျိုးကိုတောက်ဖို့ပဲလုပ်နေပြီးသူ့မကိုထားခဲ့ဖို့ကြင်နေရကြောင်းသူ့မကစိတ်ဆိုးနေရပါ။သူ့အဖေဆိုရင်လည်းတည်င်းတောက်တယောက်အနေနဲ့ရှောက်သွားနေပြီးသူ့ဘယ်မှမှမသိကြလို့အသက်ရှင်သေးလာမှလည်းမသိဘာတည်းမှမချရပါဘူး။ စ်တွေကြာကြီးတခြားလူတွေကဓာတ်ပုံလိုက်ရနေပြီမယ်သူတို့မိသားစုဓာတ်ပုံအစ်ကိုတော့ဘယ်တော့မှမမြင်ဖြစ်ခဲ့ပါဘူးအခုကြည့်သွားမယ်ဆိုရင်လည်းចောင်းတက်ပြီးတခါတည်းအမှချေချမှာကြောင်းသူမတယောက်ထဲကြံခဲ့မှာကိုစိုးရင်နေရပါဒါကြောင့်ခြံကဆက်ပြီးသူမကိုနာကျင်အောင်စကားမများရင်တော့ကြောင်းလူကန်းကိုပြောလာပါတယ်လူကန်းကလည်းလက်ခံလိုက်ပြီးအလုပ်ရှင်ပြောချင်တဲ့စကားပဲပြောတော့ဘူးသဘောတူလိုက်ပါတယ်ဒီတော့နောက်ဆက်တွဲကျိုးဆက်ကိုခြံစိုးရင်မိပြီမယ်လူကန်းကဘာမှပြောင်းလဲမှာမဟုတ်ကြောင်းပြန်ပြောပါတယ်ဒါကြောင့်ခြံလည်းအလုပ်ရှင်ပြောချင်တဲ့စကားတွေပြောလိုက်ပြီးဒါကသူ့အမိကိုပြုံးရဲသွားစေပါတယ် ဒီအချိန်ချန်ကဒီမစ်ရှင်ဟာတခုခုမူမမှန်တာကိုတတိထားမိလိုက်ပါတယ်။လူဘွန်းကအလုံရှင်ပြောကျင်တဲ့စကားတွေပြောပြီးပြီဖြစ်တာကြောင့်သူတို့အလုပ်ပြီးပြီလို့သာပြန်ပြောပါတယ်။ချန်ကတော့နောက်ဆုံးအနေနဲ့ညစာ WhatsApp မှာပြန်ဖို့ပြင်လိုက်ပါတယ်။သူစားပြီးတဲ့အချိန်မှာတော့သူ့အမေကခေါင်းဆဲစားဖို့ကြံသေးကြောင်ပြောပြီးလာပေးပါတယ်။ချန်ကမစားနိုင်တော့ကြောင်ပြောပေးမယ်။မေလ7ရက်နေ့ဖြစ်တဲ့ဒီနေ့ဟာသူ့အဖေရဲ့မွေးနေ့လို့သူမကတတိပေးပါတယ်။ဒါကိုကြားလို့ချန်ဟာအခုဘယ်နှခုနေလဲလို့ပြန်မေးပါတယ်။ခုနှစ်တောင်မေ့နေလို့သူ့အမေကဆိုပေးမယ်။ 2008ခုနှစ်လို့ပြောပြလာတဲ့ခါမှာတော့ခြံတုံးလို့တော့ပါတယ်။အတိတ်ကိုပြန်ပြပြီး6လင်းငယ်ဘွားတုန်းကမနေ့စောစီးချိန်မှာခြံသူမရောက်လာပါတယ်။ညာတော့ကကြီးစားငလင်လောက်ကဲ့မှုဖြစ်ပေါ်ခဲ့ပြီးလူများစွာအသက်ဆုံးရှုံးခဲ့ကြတဲ့တင်းကိုတွေ့တဲ့ကြောင်းခြံကပြောပြပါတယ်။သူမိဘတွေပါအဲ့ဒီမှာရှိနေမှာကိုသူဆိုရင်နေပြီးသူတို့ပြန်မလာတော့မှာကိုသူကြောက်လန့်နေတာပါ။6လင်းကတော့သူ့ကိုနှစ်သိမ့်ပြီးသူတို့ပြန်လာမှာပါလို့အပိစကပြောခဲ့ပါတယ်။ဒီအချိန်ခြံကတော့အလုံးကိုတုံလွှတ်နေပြီးသူ့အမေရဲ့ပြောစကားတွေကိုလည်းမတုံ့ပြန်နိုင်ခဲ့ပါဘူး။ လူကွက်ငါသူ့ကိုတပုတ်နဲ့ကတွက်ခဲ့ဖို့ပြောပေမဲ့ချက်ငါတို့သူနားလေသွားပြီလို့ပြန်ပြောပါတယ်။ဘာကြောင့်လဲဆိုတော့သူဘလောက်ပဲကျိုးဆက်တွေကိုပြောင်းအောင်လုပ်လို့နောက်ဆုံးရလဲအနေနဲ့သူတို့အားလုံးတည်ကြည်ပျက်စီးကြမှာမို့ပါ။ရှေ့မှာပြောခဲ့တဲ့အတိုင်းကျိုးဆက်တွေဘလောက်ပဲပြောင်းအောင်လုပ်လို့အရေးကြီးတဲ့ဆုံးမကိုမတက်ရောက်ရင်တော့နောက်ဆုံးရလိုက်ကအတူတူပဲဖြစ်ပါတယ်။အရင်တိုင်းအားလုံးကဒီညမှာပြတ်ကွယ်သွားကြမှာပါ။ဒါကြောင့်ချက်ကသူ့အမေကိုအိမ်မနေဖို့ပြောပြီးပြေးထွက်လာခဲ့ပါတယ်။သူစပိန်နဲ့ရွာလေးသွားဖို့လုပ်ပေမဲ့လူကွက်ကသူ့ကိုတားပါတယ်။ဒါဟာအတိတ်ကပိုင်းစားတစ်ခုဖြစ်ပြီး သူတို့အားလုံးကတည်ပြီးပြီဖြစ်တာကြောင့်တူကေလို့မြအောင်ပြောပါတယ်။ပြီးတော့တည်ခြင်းတရားကသူတို့လွန်ဆန်လို့မြတဲ့အမှတ်တစ်ခုဖြစ်တယ်လို့ပြောပါတယ်။သူဘလောက်ပဲကြိုးစားကြိုးစားသူတို့ကံကြမ္မာကိုပြောင်းလို့မြကြောင်းလည်းပြောပါတယ်။သူအဲ့လိုလုပ်မယ်ဆိုရင်ရတဲ့အနေနဲ့အခုရှိနေတဲ့သူတို့ဘဝတွေပါပြောက်ွယ်သွားနိုင်ရဲ့လို့ထောက်ပြပါတယ်။သူ့အမေလည်းရောက်လာပြီးအကြောင်းရင်းကိုမသိပေမဲ့သူ့ရဲ့တုံ့လုံနေတဲ့ပုံကိုမြင်တော့ရွေးထွေးမှုတွေပြသပါတယ်။လူကန်းကလည်းစက်သားပြင်မဲ့ခြံကားတော့ဟိုမင်းတို့ကိုတော့ပြောပြဖို့ထွက်ခွာသွားပါတယ်။ဟုံးမေလည်းဘတ်စကတ်ဘောကစားလို့သူ့အမေဆိုတာခံနေရပါတယ်။ ဒီချိန်ခြံရောက်လာတာကိုမြင်တော့ဘာပြန်လာလို့ဒါလဲလို့သူကမေးပါတယ်။ချန်ကတော့သူ့ကိုထွက်သွားဖို့ပြောနေပြီးဟိုမီကသူ့ချောက်တရားနဲ့ဘယ်ကိုထွက်သွားနိုင်မှာလဲလို့မေးပါတယ်။ဟိုမီရဲ့မေးတဲ့ရောက်လာပြီးသူတို့ကိုထွက်သွားဖို့ချန်ကထပ်ပြောနေတော့သူတို့နားမလည်ဖြစ်နေပါတယ်။အကြောင်းရင်းကိုမေးပေမဲ့လည်းချန်ကလျှူမန်ကိုခေါ်ပြီးမျိုးကနေထွက်သွားဖို့ဟိုမီကိုပြောပါတယ်။ဒါကိုဟိုမီကသူတို့ဘတ်စကတ်ဘောပွဲကြောင့်ထွက်သွားရမယ့်ကြောင်းပြောတာလို့ထင်သွားပါတယ်။ချန်ကစိတ်မရှိတော့ပဲကစားကွင်းကဖျက်သိမ်းတော့မယ့်ကြောင်းပြောလာတဲ့ခါမှာတော့သူတို့နှစ်ယောက်စကားများကြပါတယ်။ ဒါကိုပြောမှကဝင်သားပြီချက်မှာအကြောင်းပြချက်ရှိလို့ပြောတာဖြစ်မယ်လို့ထောက်ပြပါတယ်နောက်ဆုံးမှချက်ကလည်းဒီည7နာရီခွဲမှာငလေးလုံးမဲ့ကြောင်းပြောလာပါတယ်လျိုမန်ကိုလည်းမြို့ကသူ့အဖေနဲ့ဆက်တွေ့ပြီးဒီကနေ့ချက်ချင်းထွက်တော့ကိုပြောလိုက်ပါတယ်ဖခင်နဲ့ပြဿနာတက်ထားတဲ့သူ့အမေကဒါကိုကြတော့သူ့အဖေနဲ့လျိုဝက်ဆက်တွေ့နေတယ်ဆိုပြီးလျိုမန်ကိုစူပါတော့တယ်ဒီလိုနဲ့တားမိတော့ရစကားများနေကြပြီးဘေးကချက်ကတော့ဘာလို့ရမှမသိဖြစ်နေပါတယ်လူကန်းကချက်ရဲ့စကားတွေဟာလူတွေကိုပို့ပြီးမတိမငင်ဖြစ်စေတယ်လို့ပြောပါတယ်ဒါကသူ့အနေနဲ့ တက်ကင်းဆိုင်နေတဲ့သူတွေကိုမကယ်နိုင်ပဲမသက်ဆိုင်တဲ့သူတွေကိုပါပိုသေးသေးလိမ့်မယ်လို့ပြောပြပါတယ်။ငလင်သတင်းကိုကြားတော့အင်းကြီးချင်းတွေပါဆူဝေးလာပါတယ်။ဒီနေ့ရာသီဥတုကအရန်ပူနေပြီးခွေးတွေကလည်းတဏီကိုဟောင်းနေတဲ့အကြောင်းမူမမမှုတွေကိုသူတို့ကပြောနေကြပါတယ်။အဲ့ဒီနောက်ချံကိုငလင်သတင်းအကြောင်းမေကွန်ထုတ်လာကြပါတယ်။ချံအနေနဲ့ပိုလို့တောင်စိတ်မတည်မငြိမ်ဖြစ်လာပြီးသတင်းကမဂ္ဂဇင်းတစ်ခုကနေလို့ပြောကပြစ်ထွက်လာပါတယ်။ဒါကိုကြားတော့သူပြောတဲ့သတင်းကိုဘယ်သူမှမယုံကြပါဘူး။လမ်းမချံကသူတို့ကိုကယ်ကျင်ပေမဲ့မကယ်နိုင်တဲ့တွေ့ရဆေးတကြနေပါတယ်။ ဒါကြောင့်အနည်းဆုံးသူ့အမေကိုတော့ကယ်ခြင်းတဲ့ကြောင့်ပြောလာတဲ့ခါမှာတော့လူကန်ကသဘောတူပြီးလဲပါတယ်။အိမ်ပြောက်တဲ့ချန်ကငလင်ကြောင့်သူ့အမေကိုပြောပြပါတယ်။တမျိုးလုံးကလည်းဒီကြောင့်ပြောနေကြောင့်သူကပြောပြတော့သူ့အမေကလည်းအထုပ်ဘိုးတွေပြင်ဖို့လုပ်ပါတယ်။ငလင်ကမြေပြုတ်မှုတွေဖြစ်စီပြီးမြို့ကိုပါရည်ကြီးစေခဲ့တယ်လို့လူကန်ကပြောပြပါတယ်။ဒါကြောင့်ထွက်ပြေးတာကပိုးအန်းနေများကြောင့်လည်းသူတို့အလုပ်ရှင်ချက်ချောင်းဟာထမင်းစားကန်းထဲမှာအသက်ရှင်လို့မျှောက်ခဲ့ကြောင်းသူထပ်ပြောပြပါတယ်။ဟောမေကလည်းချက်ချောင်းပြောသူတို့ဒီညတကယ်ငလင်ထုတ်နိုင်လောက်လားလို့ပြောမှန်ကိုမေးပါတယ်ဒီချိန်ငလင်ထုတ်ဖို့9မိနစ်သာကြာတော့ပြီ ကျွန်တို့သားမိကထမင်းစားကန်ကစပွဲကောင်အောင်မှာရောက်နေပါပြီဒီလိုနဲ့သူတို့ဆောင်နေရင်ရုပ်ရချံရဲ့မိကပစ္စည်းတစ်ခုကျန်လို့သွားယူမယ်လို့တော့ချံကသူသွားယူပေးမယ်လို့ပြောပါတယ်နောက်ဆုံးညာရှင်းနိုင်ခွဲချင်းကိုရောက်လာပြီးမလင်ကလည်းစတင်လာပါတယ်အိမ်လေးကသူ့အမေဝတ်တော်ကြတော့ကျုံမပြေးဝင်သွားတဲ့အချိန်မှာဟုံးပင်နဲ့လိုက်ဝင်သွားပါတယ်ဒီပြင်းအားဆင်းရှိရှိတဲ့ငလင်က2008ခုနှစ်မှာတကယ်ဖြစ်ပေါ်ခဲ့တာပါဆချောင်ပြန်တရီရလာတဲ့ခါမှာတော့သူ့အမေကအပေါ်ကနေသူ့ကိုကာပေးခဲ့ပါတယ်။ချံကိုစင်ပြေလာမိပေမဲ့သူ့မအတန်ကတော့အလွန်ကိုအားနေနေတဲ့အတန်နဲ့ပါ။ ဆန်ကတော့လုံဝကိုကြည်ကွဲနေပြီပဲသူ့အမိကနှစ်သိမ့်ပင်နေပါတယ်မိခင်ကချမ်းရဲလက်ကိုဆုပ်ပိုင်လာပြီးသူမဟာအတုံးမကြတဲ့မိခင်တယောက်လို့ကုကူကိုပြောပါတယ်သူမအနေနဲ့ဒေါသကြီးပြီးသူတို့တဖာမြောက်ကြိုက်တဲ့ဟင်းနေငယ်လောက်ပဲချက်နိုင်ပါတယ်သူမဟာပညာရေးမကောင်းတာကြောင့်ချမ်းကိုလည်းစာရီကူမလို့ပြင်နိုင်ခဲ့ပါဘူးသူမလုံနိုင်တာကသူမနှစ်သက်ဆုံးလူမျိုးကိုသူတို့လုံချင်တာလုံနိုင်အောင်ထောက်ပံ့ပေးဖို့ပဲတက်နိုင်ခဲ့ပါတယ်ဒါကြောင့်ချမ်းကိုဘတ်စကတ်ဘောကစားခြင်းကစားပြီးမြို့မှာပညာသင်ခြင်းနဲ့ဆိုရင်လည်းတွားတင်လို့ပြောပါတယ်အရင်ကသူမအနေနဲ့ သူထွက်သွားမယ်ဆိုတဲ့သူကိုလက်မခံနိုင်ခဲ့တာကြောင့်သူမရဲ့တကူဝါဆံမှုကိုလည်းခွင့်လွှတ်ပေးဖို့ပြောပါတယ်။သူမမျက်လုံးမိတ်လိုက်တိုင်းလည်းချမ်းရဲ့ငယ်ဘဝပုံရိပ်ကိုတော့မြင်နေရတယ်လို့ပြောလာပါတယ်။ချမ်းကငိုကြွေးနေတဲ့အချိန်မှာသူမကသူငယ်စဉ်ခါကဆိုပြတဲ့တချို့တင်နဲ့နှစ်သိမ့်ပေးပါတယ်။ဒီလိုနဲ့သူငယ်စဉ်ကပုံရိပ်တွေပြင်မြောင်ရင်သူမကဒီလောကကနေအပြီးပိုင်ထွက်သွားခဲ့ပါတယ်။ချမ်းကတော့အဟိငိုကြွေးရင်သာတက်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာချမ်းရဲ့အတန်ကိုကြားတဲ့ကေဇေယူတွေရောက်လာပြီးသူ့ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒီအချိန်သူ့ဖခင်လည်းပြောင်းနေပြီ။ ချန်ကတို့အမေကိုကယ်ပေးဖို့အော်ဟင်းနေပြီမဲ့ဒါကမဖြစ်နိုင်လို့ဒါအလွန်ဒီပါလေချန်လက်ရှိကိုပြန်အောင်လာတဲ့ခါမှာတော့သူမကိုကယ်ပေးမယ်ဆိုပြီးဘာကြောင့်သူ့ကိုလိန်ခဲ့တာလဲလို့လူကန်းကိုမေးပါတယ်လူကန်းကတော့အရာအလုံးပုံမှန်အတိုင်းပဲဖြစ်အောင်လို့ပြောတဲ့ခါမှာချန်ကသူ့ကိုထိုးလိုက်ပါတယ်လူကန်းကဘာမှမဖြစ်တယ်လို့ချန်ကိုပြန်နှစ်သိမ့်ပေးပြီးချန်ကသူ့ကိုမကင်နိုင်မှတော့သူတို့တော့ပြောတဲ့စကားတွေကဘာရည်ရွယ်ချက်လဲလို့မေးခွန်းထုတ်ပါတယ်လူကန်းကတော့သူတို့အတိတ်ကိုမပြောနိုင်တဲ့အကြောင်းအရှိကိုအရှိတိုင်းပဲထားဖို့ပြန်ပြောပါတယ် တဖက်မှာခြံချောင်းတို့တာဖကတော့ဒူးမခင်ရဲ့အုပ်ဝစီကိုရောက်နေပါတယ်ခြံချောင်းရဲ့ဖေက ပစ္စည်းတစ်ခုယူလာပြီးဒါကတော့ကင်မရာသလုံးဖြစ်နေပါတယ်ဒီကင်မရာဟာငလင်းဖြစ်ခဲ့တဲ့ညကခြံရဲ့မိသွားရေးပို့လုပ်ခဲ့တဲ့ဟာပါအဲဒီနောက်ခြံချောင်းဟာခြံတို့ဆိုင်ရောက်လာပြီးကင်မရာကနေတပ်ပုံတွေကိုလာထုတ်ပါတယ်ဒါကတော့ခြံတို့အလုပ်ကိုလက်မခံရင် ရှေ့အနေငယ်ကပါသူအသိကောင်းဆောင်ကိုပြောခဲ့တဲ့စကားတွေကလည်းသူသူတို့ကိုလမ်းနေကြောင်းဖြစ်ပါတယ်သူကြီးလာတဲ့အခါမှာကစားကွင်းထဲကိုဝင်နေသေးပေမဲ့အတန်းပြီးလို့အခွက်လိုက်လျှောက်သွားတာတွေကစားကွင်းထဲသူ့ရဲ့ဘောလုံးစကေးပေါ်ပစ်တင်တာတွေပြင် သူ့ကိုဘော်လုံးပေးမဲ့အတန်းပေါ်ရင်မရှိတော့တဲ့ခါမှာကစားကွင်းကလည်းအရင်လိုစိတ်လွှရှားပြီးဆွဲဆောင်မှုမရှိတော့ကြောင်းပြောခဲ့ပါတယ်။ဒါကြောင့်အခုလိုမှတ်တရတွေပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းလည်းပြောခဲ့ပါတယ်။ကျုံမန်ကလည်းသူမမျိုးမှကြောင်းတော်တတ်မဲ့ကြောင်းကြတော့ကသူမအတွက်ဝမ်းသာကြောင်းပြောပါတယ်။သူလည်းသူမနဲ့ပြန်ဆုံဖို့မျိုးကိုအရောက်လာခဲ့မဲ့ကြောင်းပြောပြီးသူတို့နှစ်ယောက်သာကတိပေးခဲ့ပါတယ်။သူမိခင်ကလည်းသူ့အဖေအတွက်သူမပတ်စံဆိုပြီးဝယ်ပေးခဲ့တဲ့ပထမဆုံးကင်မရာကိုချက်ချောင်းဝပေးခဲ့ပါတယ်။ချေချောင်းကသူ့အမေဒီလောက်ကိုမုန်းနေလို့ထင်ခဲ့ပေမဲ့သူမကသူ့ကိုတက်ပုံရိုက်ပေးဖို့ပဲပြောခဲ့ပါတယ် လက်ရှိချိန်မှာတော့ channel လူကန်တို့ပြဿနာတက်ပြီးအလုခဏနာကိုအဆုံးဖြတ်လိုက်ပါတယ်။ဒါကိုကြားတဲ့ချောင်းလင်းကတော့သူတို့အဆင်ပြေမှသာပြန်လို့ကိုပြောခဲ့ပါတယ်။ဒီချိန်လူတယောက်ရောက်လာပြီးတပ်ပုံလေးဝင်နေတဲ့သူရှိလားလို့မေးလာပါတယ်။ချောင်းလင်းကတော့မရှိကြောင်းပြောပြီးမယ်။ဒီလူကသူ့နာမည်ရှောင်းလီလို့ပြောပြီးရဲတရားဖြစ်ကြောင်းမေးဆက်လာပါတယ်။